အေဒါဖစ်ဒလာလူပေါင်းတန်း80ကျော်ရဲ့တေဆုံးမှုတွေအတွက်တာဝန်ရှိတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ခေါင်းဆောင်ဟာ1945ခုနှစ်ဧပြီလ30ရက်နေ့မှာ ဆိုဗီယက်တပ်တွေနာဇီဂျာမနီတွေရဲ့တင်ကြေးတာဖြစ်တဲ့ဘာလင်မြို့ဟာ Reichstag အဆောက်အဦပေါ်မှာ အောင်ပန်းတကွန်လွင့်တင်ပြီး24နှစ်အကြာမှာတေဆုံးသွားခဲ့ပါတယ်။ဒီပိုင်းမှာရက်ဆက်ကြမ်းကြုတ်တဲ့ခေါင်းဆောင်ဧဒါဖစ်ဒလာရဲ့နောက်ဆုံးလတွေနဲ့တေဆုံးမှုအကြောင်းလေ့လာကြည့်အောင် 1945ခုနှစ်အစောပိုင်းကာလဒုတိယကမ္ဘာစစ်စတင်ပြီး6နှစ်နီးပါးရှိလာပြီဖြစ်တဲ့အချိန်မှာဂျာမနီရဲ့အနောက်ဘက်နဲ့အရှေ့ဘက်ရှေ့တန်းတွေမှာရှိတဲ့အနေအထားတွေဟာအရှိန်အဟုန်နဲ့ယိုယွင်းလာနေပါတယ်။မဟာမိတ်တပ်တွေကဘာလင်ကိုလျှက်တစ်ပြက်လိုချင်းကပ်လာနေပြီးနာဒီတပ်တွေကိုကုန်းပေါ်ရေပေါ်ဒေပေါ်မှာခြေမုံနေပါတယ်။ဟစ်တလာနဲ့သူ့ရဲ့အတော်ဆုံးစစ်ဌာနချုပ်တွေဟာကောင်းမွန်တဲ့အစီအစဉ်တစ်ခုကိုမရှာနိုင်ဘူးဆိုရင် ဂျာမနီဟာစစ်ပွဲကိုရှုံးနိုင်မယ်ဆိုတာကိုသိတာနေပါပြီ။ဒါပေမဲ့ဟစ်တလာကခုခံကာကွယ်ရေးကိုကြိုက်နှစ်သက်တဲ့သူမျိုးမဟုတ်ပါဘူး။စတာလင်၊ချာချီ၊ရူးစ်ဘတ်တို့လိုစစ်ဗျူဟာကိုဗိုလ်ချုပ်တွေဟာလွှဲအပ်တတ်တဲ့သူတွေနဲ့မတူပဲဟစ်တလာဟာစစ်ပွဲရဲ့ပထမနှစ်အနည်းငယ်အတွင်းမှာရရှိခဲ့တဲ့အောင်မြင်မှုတွေကြောင့်သူ့ကိုယ်သူအတော်ဆုံးနိုင်ငံရေးသမားအတော်ဆုံးစစ်ဗိုလ်ချုပ်အဖြစ်မြင်နေပါတယ်။သူဟာဘာလင်မြို့ရဲ့ဗဟိုမှာရှိတဲ့မြေရောက်ဘန်ကာထဲမှာ နေထိုင်စစ်ပွဲရဲ့နောက်ဆုံး၃လခွဲအတွင်း 69ရာခိုင်နှုန်းသောအချိန်ကိုကုန်ဆုံးခဲ့ပြီးတော့ဂျာမန်တပ်တွေရဲ့အကျွမ်းကြံတွေကိုစီမံခန့်ခွဲနေကစစ်ပွဲရဲ့လမ်းကြောင်းကိုသူကိုယ်တိုင်ညွန်ကြားနေရလို့ထင်နေခဲ့ပါတယ်။ဒါဟာနည်းနည်းအထိတ်ဝင်မရှိဘူးလို့ဖြစ်နေပေမဲ့နောက်ဆုံးရက်တွေအထိဟစ်တလာဟာသူ့ဘဏ်ကအပေါ်မှာဘာတွေဖြစ်နေလဲဆိုတာကိုလုံးဝမသိခဲ့ပါဘူး။တကယ်တော့သူဟာတိုက်ခိုက်ရေးတွေကိုဆက်လက်အမိန်ပေးနေသေးပါဘာလင်မျိုးရဲ့အခြေအနေကိုလှေကားကနေတက်ပြီးမြေပြင်ပေါ်ထွက်ကြည့်ုံနဲ့သိနိုင်ပေမဲ့သူဟာသူ့ရဲ့စိတ်ကူးလောကကို လက်တွေ့နဲ့ထိတွေ့ပြီးဖျက်ဆီးခြင်းသိမ်းမရှိခဲ့ပါဘူးစစ်မြေပြင်မှာဂျာမနီတပ်တွေရဲ့အနေအထားတွေဆုတ်ယုတ်လာသလိုဟစ်တလာရဲ့ကျမ်းမာရေးကလည်းဆုတ်ယုတ်လာပါတယ်သူ့ရဲ့ခေါင်းတုံတာခန္ဓာကိုယ်ဘယ်ဘက်အချမ်းတုံတာတွေကပိုဆိုးလာပါတယ်သူ့လှုပ်ရှားမှုတွေကပိုပြီးတွန့်လှန်လာပြီးကိုဟန်အနေအထားကလည်းပိုကိုင်းလာပါတယ်လမ်းလျှောက်တဲ့အခါမှာညာဘက်လက်ကိုဘယ်ဘက်လက်ပေါ်မှာတင်ထားပြီးထိုင်တဲ့အခါမှာလည်းညာဘက်ခြေထောက်ကိုဘယ်ဘက်ခြေထောက်ပေါ်မှာကတ်ထားကလက်တွေချီတုံနေတာကိုဖုံးကွယ်ဖို့စူးစမ်းနေခဲ့ပါတယ် ခန္ဓာကိုယ်တွေမကပဲသူ့စိတ်ထဲမှာလည်းပျို့ကွဲမှုလက္ခဏာတွေပြသနေပါတယ်။သူဟာပို့ပြီးတော့မဆုံးဖြတ်နိုင်တဲ့သူဖြစ်လာပါတယ်။ဥမာမက်လာအစောပိုင်းမှာရိုင်းနယ်ဒေသမှာတိုက်ခိုက်နေတဲ့နာဇီတပ်တွေကိုထောက်ပံ့မှုတင်ကား22စီးကိုပို့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။မဟာမိတ်တပ်တွေရဲ့လေကြောင်းအတားစီးမှုနဲ့ဂျာမန်ရထားလမ်းကွန်ရက်တွေပျက်စီးနေရာကြောင့်တိုက်ရိုက်လမ်းကြောင်းမရှိပါဘူး။ပထမဆုံးဟစ်တလာကတင်ကားတွေကိုပါမဆန်အေရီးယားကိုပို့ဖို့အမိန်ပေးခဲ့ပါတယ်။အဲ့ဒီအေရီးယားမှာအခြေအနေတွေဆက်ပြီးဆိုးလာတဲ့အခါမှာ ဟိုးဘလန့်စ်ဘတ်ကိုလမ်းလွှဲပို့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့အချိန်မီမရောက်လာတဲ့အခါမှာဟစ်တလာနောက်ထပ်လမ်းလွှဲတွေကိုအမိန်ပေးခဲ့ပြီးနောက်ဆုံးမှာတော့တင်ကားတွေဘယ်ရောက်နေလဲဆိုတာကိုဘယ်သူမှမသိတော့ပါဘူး။ရလက်ကတော့တင်ကားတွေဟာရှေ့တန်းကိုမရောက်ဘဲအမေရိကန်တွေရဲ့လက်ထဲကိုရောက်သွားပါတော့တယ်။ဟစ်တလာအစိုးရနဲ့စစ်တပ်ကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပေမဲ့သူ့အာရုံကိုတခြားနေရာတွေမှာအများကြီးစိုက်ထားတတ်ပါတယ်။အထူးသဖြင့်စုစည်းစိတ်အစ်စ်တစ်ခုဒီဇိုင်းလုပ်ဖို့လိုအပ်တဲ့အခါမျိုးမှာပါ။ ဒီဇိုင်းနဲ့အမှုပညာကိုစိတ်ဝင်စားတဲ့အရက်ဖတ်ပကြီးဆရာတယောက်ဖြစ်တဲ့ဟစ်တလာနာစီတပ်ရဲ့စုတိုက်စိတ်တွေကိုသူ့ကိုယ်တိုင်ဒီဇိုင်းဆွဲခဲ့ပါတယ်။တကယ်တော့ဟစ်တလာရဲ့ဘန်ကာအပြင်ဘက်ကိုနောက်ဆုံးထွက်ပေါ်လာတဲ့အချိန်ဟာသူ့တေဆုံးကံဤတလလုံးမှာဖြစ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူဟာဟစ်တလာလူငယ်အဖွဲ့ဝင်တွေကိုသူမကြားသေးခင်ကဒီဇိုင်းဆွဲခဲ့တဲ့စုတိုက်စိတ်တွေကိုချီးမြှင့်ခဲ့ပါတယ်။1945ခုနှစ်ဧပြီလနှောင်းပိုင်းမှာဆိုဗီယက်တွေဘာလင်ကိုရောက်ရှိလာခဲ့ပါတယ်။နာစီအမြင့်ဆုံးစစ်ဌာနချုပ်နဲ့နောက်ဆုံးအချိန်တွေ့ဆုံချိန်မှာ သူ့ဗိုလ်ချုပ်တွေကအခြေအနေကို update ပေးတဲ့အခါမှာဟစ်တလာဟာအားလုံးပြီးဆုံးသွားပြီဆိုတာကိုနောက်ဆုံးမှသိလိုက်ရပါတယ်။သူဟာတေးသလိုဖြူဖြတ်သွားပြီးတော့မျက်နာကလည်းပြာနှမ်းသွားပါတယ်။သူဟာအကွဲကွဲအတန်နဲ့တစ္ဆာဖောက်မှုမနာခံမှုကြောက်ရွံ့မှုတွေကိုအော်ဟစ်လိုက်ပြီးတော့နောက်ဆုံးမှသူ့ကလထိုင်ပေါ်ကိုပြန်လဲကျသွားကတူတူလေးပြောလိုက်တာအားလုံးပြီးသွားပြီစစ်ပွဲရှုံးသွားပြီငါကောင်ကတနက်နဲ့ပြစ်တက်လိုက်မယ်တဲ့ ဟစ်တလာတည်ဆုံးကံဒီတရက်လိုမှာမြေအောက်55ပြည်အနက်ရှိတဲ့ဘန်ကာထဲမှာဟစ်တလာဟာသူ့ရဲ့ရေရှည်အဖော်ဖြစ်တဲ့အီဗာဘရွန်ကိုလက်ထပ်ခဲ့ပါတယ်။အရာရှိတွေရှင်းလင်းနဲ့ဟုတ်ကဲ့ဆိုတဲ့အတန်ဒီတက်တည်နေတဲ့အတူမင်္ဂလာဆောင်တစ်ခုကိုကျင်းပခဲ့ပါတယ်။နောက်နေ့မှာတော့သူတို့သားနဲ့သူတို့သမီးနှစ်ယောက်စလုံးဟာကိုကိုကိုအဆုံးစီရင်သွားကြပါတယ်။အီဗာဘရွန်ဟာဆိုင်ယာနိုက်အစိတ်ကိုတောက်တုံးပြီးတော့ဟစ်တလာကတော့သူ့ကိုယ်သူတနက်နဲ့ပြတ်သက်သွားတယ်လို့ဆိုပါတယ်။ ဟစ်တလာရဲ့နောက်ဆုံးဆန္ဒအရသူတို့နှစ်ယောက်ရဲ့အလောင်းတွေကိုဗန်ကားရဲ့အရေးပေါ်ထွက်ပေါက်ကနေလေကားနဲ့တက်ပြီးအပေါ်မှာဓာတ်ဆီလောင်းပြီးမီးရှို့စေခဲ့ပါတယ်။ဆိုဗီယက်တွေကအလောင်းတွေဟာတကယ်ပဲဟစ်တလာနဲ့အီဗာဘရွန်တို့ရဲ့အလောင်းတွေလားဆိုတာကိုအတည်ပြုဖို့ရန်အနေငယ်ကြားခဲ့ပါတယ်။ဒါပေမဲ့သူတို့ဟာဟစ်တလာတည်ဆုံးမှုအကြောင်းတော့တရားဝင်ထုတ်ပြန်ချက်မပြုလုပ်ခဲ့ပါဘူး။အနောက်တိုင်းမဟာမိတ်တွေကိုမယုံကြည်တဲ့စတာလင်ဟာဒီအကြောင်းအရာတစ်ခုလုံးကိုလျှို့ဝှက်ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူစဉ်းစားမိတာတနေ့မှာသူဟာမဟာမိတ်တွေကိုအမောင်ထဲမှာထားဖို့အတုံးဝင်လာနိုင်တယ်ဆိုတဲ့အချက်ပါ။ဒါကြောင့်ဒီအချက်လက်တွေကိုလျှို့ဝှက်ထားဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။စတာလင်ရဲ့ဒီအရေးကြီးတဲ့အချက်လက်ကိုဖုံးကွယ်ထားတဲ့ဆုံးဖြတ်ချက်ဟာစစ်အေးတိုက်ပွဲကိုဥတည်တဲ့ပထမဦးဆုံးခြေလှမ်းဖြစ်လာခဲ့ပါတယ်။ဒါဟာအေဒါဖစ်တလာရဲ့နောက်ဆုံးနေ့ရက်တွေအကြောင်းပဲဖြစ်ပါတယ်။ဒီလိုအကြောင်းအရာတွေကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးပြီးတော့ဘေးက notification လေးကိုလည်းနှိပ်သွားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။